အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ကောင်းကင်းရွှေထမင်းကိုဤလေးနဲ့အလွန်အယတာရှိအောင်လုပ်တဲ့လုံနည်းလေးပါ ပြန်ရောင်းချင်တဲ့လူအတွက်လည်းတကယ့်ကိုအစဉ်ပြေတဲ့နီလန်းလေးပါနော်ကောင်းကင်းလုံးလေးတွေကအမြောင်းလိုက်ရှိပြီးတော့ဤဤလေးနဲ့တကယ့်ကိုစားလို့ကောင်းပါတယ်အခုကျမလုပ်တဲ့လုံနည်းလေးကတော့အလွယ်ဆုံးနဲ့အစဉ်ပြေဆုံးနီလန်းလေးပါကဲကျမရဲ့လုံနည်းလေးကိုကြီးကြပ်ရအောင် ပထမဆုံးဒီစလုံးထဲမှာ ကောင်းငင်းဆန်ကိုကျွန်မသုံးခွက်ထည့်ပါမယ်။အခုကျွန်မသုံးတဲ့ခွက်တစ်ခွက်မှာတော့ထမင်းစာစွန်း16စွန်းစာရှိပါတယ်။ဒီကောင်းငင်းဆန်လေးတွေကိုရေထည့်မယ်။ပြီးရင်စိမ်ထားပါမယ်။အနည်းဆုံးတော့၄နာရီလောက်တော့စိမ်ထားဖို့တော့လိုပါတယ်နော်။အခုလိုမျိုးစိမ်လိုက်တော့ကောင်းငင်းလေးတွေကပိုပြီးတော့အီအီလေးဖြစ်စေပါတယ်။ အခုဆိုရင်တော့၄နာရီလောက်ရှိနေပါပြီကြည်ပအောင်ကောက်ငင်းစံလေးတွေကပူပြီးတော့ဣလာပါတယ်နော်ဒါလေးတွေကိုကျွန်မပြန်ပြီးတော့ရေစေးထားပါမယ်ရေစစ်မယ်ပြီးရင်ရေထက်ထက်ပြီးတော့ပြန်စေးမယ်နှစ်ခါသုံးခါလောက်စေးရင်ရနေပါပြီဒီစကားကိုတုံးပြီးတော့ကျွန်မရေစစ်ထားမယ်ပြီးရင်ဒီကောက်ငင်းလေးတွေကို ပေါင်းထားပါမယ်ပေါင်းထဲမှာရေထည့်ပါမယ် ပြီးရင်အလွဲတကူလေးဖြစ်အောင်ဒါလေးကိုခံထားမယ်ပြီးတဲ့ခါကျတော့စစ်ထားတဲ့ကောင်းငင်းလေးတွေကိုဒီလိုပဲအပေါ်မှာတင်ထားလိုက်မယ်ကောင်းငင်းလေးတွေ အလွဲတကူလေးကျက်သွားအောင်လို့ဒီအလဲကိုဒီလိုမျိုးလုပ်ထားမယ်ဒီအလဲကနေအငွေလေးတွေထွက်လာပြီးတော့ပိုပြီးတော့ကြက်မြန်စေပါတယ်နော်အဖုံးဖုံးမယ်ပြီးရင်မိဖို့ပေါ်မှာတည်ထားပါမယ် ။ကောင်းရင်းလေးတွေပေါင်းနေတဲ့အတော်တွေမှာလိုအပ်တဲ့ပစ္စည်းတွေကို ပြင်ဆင်မယ်။ဒီခွက်ထဲမှာထည့်ရက်300 gram ကိုထားထားတယ်။ပြီးရင်ရေပူပူလေးကိုတစ်ခွက်ထည့်ထားမယ်။လောင်းထားမယ်။စိမ်ထားပါမယ်။ရည်နွေးပူပူသုံးလိုက်တော့ထိညက်လေးတွေအလွေတကူလေးအရည်ပြောသွားစေပါတယ်။ပြီးရင်ကိုသုံးမဲ့ဘန်းထဲမှာစီကိုခပ်ပါပါလေးတုတ်ထားမယ်။မုတ်သားလေးတွေကတ်မသွားအောင်လုပ်ပါနော်။ အခုဆိုရင်တော့လိုအပ်တဲ့ပစ္စည်းတွေလည်းအဆင်သင့်ဖြစ်နေပါပြီ။ပေါင်းထားတဲ့ကောင်းကင်လေးတွေလည်းကြည့်ပါဦးကြက်နေပါပြီနော်။အပေါ်အောက်လေးကိုကျွန်မခဏလေးလန်ထားပေးပါမယ်။အားလုံးကြက်သွားအောင်လုပ်ပါ။အခုကျမလုပ်နေတဲ့လုပ်နေလေးကတော့အလွေဆုံးနီလန်းလေးနဲ့အရသာရှိဆုံးနီလန်းလေးပါနော် ဒါလေးကိုခဏလေးကျွန်မပြန်သေးထားပါမယ်9မိနစ်လောက်ကိုနှက်သွားအောင်လို့သေးထားပါမယ်ကဲအခုဆိုရင်တော့ကြက်မကျဲကျွန်မစမ်းကြည့်ပါမယ်ကဲကြည့်ပါဦးကြက်နေပါပြီနော်အဆန်တွေလုံးဝမရှိဘူးဒီလိုမျိုးအမြောင်းလိုက်ရှိနေရမယ်ဒါဆိုရင်အစင်တင်းဖြစ်နေပါပြီတဲဦးထဲမှာကိုပေါင်းထားတဲ့ကောင်းငင်းလေးတွေကိုထည့်ထားမယ် ဒါလေးကတော့စောစောကရေစိမ်ထားတဲ့ထညက်ရေတွေပါเนาะရေစစ်ထားပါမယ်ပြီးရင်ပေါင်းထားတဲ့ကောင်ရင်ပေါင်းထဲမှာဒီထညက်ရေတစ်ခွက်ကိုထည့်ပါမယ်ဒီတစ်ခွက်ကတော့ထမင်းစားစွန်း16စွန်းစာရှိပါတယ်เนาะ ပြီးတဲ့ခါကျတော့အုံနို့ကိုလည်းထမင်းစားစွန်း16စွန်းစာထည့်ထားတယ်တခွက်စာပါပြီးရင်စားအနေငယ်ကိုလည်းကျွန်မထည့်ထားပါတယ်ဒါလေးကတော့တကြားပါနော်တကြားကိုတော့ထမင်းစားစွန်း1စွန်းစာကိုထည့်ထားပါတယ်ကိုကအချိုမြများကြက်ရင်တော့ထထည့်လို့ရပါတယ်အရာဒါလေးမွမွေးလေးရှိသွားအောင်လို့ထော့ပတ်အနေငယ်ကိုလည်းထည့်ထားမယ် ထမင်းစားစွန်းတစွန်းကြော်ကြော်လေးရှိပါတယ်နော်အားလုံးတမတ်သွားအောင်လို့မီးအေးအေးလေးနဲ့ကြိုပြီးတော့မွေထားပါမယ်အခုဆိုရင်တော့အနံ့လေးလည်းမွေးကြိုက်နေပါတယ်နော်အုံတို့အနံ့ရဲ့ထက်ငယ်ရည်လေးတွေနဲ့အရန်ကိုမွေးကြိုက်နေပါတယ်ဒီအရည်လေးတွေကိုခန်းချောက်တဲ့အထိကျွန်မကြိုထားပါမယ် မုတ်သားလေးတွေက အခုဆိုရင်တော့အယောင်လေးလေးတန်းလာပါပြီ အရည်လေးတွေလည်းခန်းချောက်လာပါပြီဒီလိုအနေထားလေးပြစ်ပြစ်ကလေးဆိုရင်တော့ရနေပါပြီဒီမုတ်သားလေးတွေကိုစောစောကစီတုပ်ထားတဲ့ဘန်းထဲမှာလောင်းထည့်ပါမယ်မုတ်သားရဲ့မျက်နှာပြင်ကိုလည်းပြက်နေအောင်ဒီလိုမျိုး ဖြန့်ထားပါမယ်ပြန့်ပြန့်ကလေးလှုပ်ထားမယ် ပြီးရင်မုတ်သားလေးတွေချစ်ချစ်လေးဖြစ်သွားအောင်တော့ကျမဘန်းလေးကိုမပြီးတော့ဒီလိုမျိုးလှုပ်ထားမယ်ပြီးတဲ့ခါကျတော့အေးခံထားပါမယ်အခုဆိုရင်တော့အေးနေပါပြီနော်အေးနေပြီဆိုတော့ကျမမုတ်သားလေးတွေကိုဒီအလေကနေဒါလေးနဲ့ဖြတ်ထားပါမယ်ပြီးရင်ဒီအဖျားကနေအตาကလေးခွာထားမယ် ကဲကြည့်ပါဦးဘန်းလေးကိုစီတုပ်ထားတော့မုတ်သားလေးတွေကအตาကလေးခွာလို့ရနေပါတယ်နော်ကဲကြည့်ပါဦးလက်လပပလေးပါပဲနော်အယောင်လေးလဲဆူဆူလေးနဲ့အရန်ကိုစားချင်စရာလေးရှိနေပါပြီဒီမုတ်သားလေးတွေကိုကျမသားနဲ့ဒီလိုပုံစံလေးအမြောင်းလိုက်လေးဖြတ်ထားပါမယ်ကိုကြိုက်တဲ့ပုံစံအမျိုးမျိုးလေးဖြတ်လို့ရပါတယ်နော် အခုကျမလုပ်တဲ့ကောင်းရင်းရွှေထမင်းလုံနီးလေးကတော့တကယ်အလွယ်ဆုံးနီးလန်းလေးပါနော်လူတိုင်းလုံနိုင်တဲ့နီးလန်းလေးပါကြည့်ပါဦးကောင်းရင်းလေးတွေ ကလည်းအမြောင်းလိုက်ရှိပြီးတော့မွေးကြိုင်နေပါတယ်ဒါလေးတွေကိုအလွယ်တကူလေးစားလို့ရအောင်လို့ကျမလေးတောင်းပုံစံလေးနဲ့တုံးထားပါမယ်တခုလောက်ကိုစမ်းကြည့်ပါမယ် ကဲကြည့်ပါဦးဒီလိုပုံစံလေးဒီလိုအနေထားလေးကတော့တကယ်ကိုအရသာရှိတဲ့အနေထားလေးပါနော်စမ်းကြည့်ပါမယ်စမ်းကြည့်လိုက်တော့လေကောက်ငင်းလေးတွေကတင်းတင်းအီအီလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ထောပတ်အနံ့ရဲ့အုံနို့အနံ့ရဲ့ဆိုတော့ပိုပြီးတော့အရသာရှိပါတယ်နော်ဒီထဲမှာကိုကချိုချိုလေးကြက်ရင်တော့အချိုများများထည့်ပေးလို့ရတယ်လို့အချိုပေါ့ချင်နေဆိုရင်လည်းအချိုလျှော့လို့ရပါတယ် ုံးစာနဲ့တွဲပြီးတော့စားတုံးရင်လည်းရပါတယ်နော်တကယ်လို့များပြန်ရောင်းချင်နေဆိုရင်လည်းကျမရဲ့လုံနည်းလေးအတိုင်း၂စာ၃စာထပ်လုပ်လို့ရပါတယ်နော်မိသားစုအတွက်ဆိုရင်လည်းပို့ပြီးတော့အဆင်ပြေစေပါတယ်တစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်အခုလိုကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လဲအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်